ငလီဘေးသိမ့်ပြည်သူတွေအတွင်းဉာဏ်ပညာနဲ့ရှင်တော်လူတို့ခုကဥစားလုပ်ပေးခဲ့တဲ့ကွေးနေထူနိုင်အားလုံးပဲမင်္ဂလာပါတယ်ဆက်လီဘေးနီယူပေးကနေပြလေကားကျူဆူလိုက်ပါရီ ခွေးနေတူနိုင်ဟာဇကားထဲမှာပဲလူအများကိုကဲတင်တာမဟုတ်ဘဲနဲ့ပြင်လောကမှာလည်းငလင်ဘေးတင်ပြည်သူတွေကိုကဲတင်နေပါပြီ။ငလင်ဘေးတင်ပြည်သူတွေကိုလူတန်းမို့အတွက်ပရိုက်တာဖွဲ့တွေကကုညီဆောင်ရွက်ပေးကြပေးခွေးနေတူနိုင်ရင်ကုညီမှုကတော့စနစ်တကျဆုံးဖြစ်လို့နေပါပြီ။လူအများရဲ့လိစားမှုကိုရရှိနေပါပြီ။ခွေးနေတူနိုင်ကကြောက်စဲမြို့နယ်ကငလင်ဘေးတင်ပြည်သူအယောက်250ခန့်တွေရှားဤတဲလေးတွေကိုစီစဉ်ပေးလိုက်ပါပြီ။ကြောက်စဲမြို့ဝေဘူတောင်မှာရှားဤကုန်းကိုရာဆိုပြီးတော့တဲအိမ်လေးတွေကိုစောက်ပေးထားပြီးတော့အိတ်တဲအိမ်မှာအိမ်အောင်စု90ခန့်နေထိုင်နိုင်အောင် မိုးကတဲလေးတွေကိုစီစဉ်ထားပါတယ် ကွေးနေထူနိုင်တဲ့သူစင်ကာပူရောက်လို့ရှင်တွေကစူပောင်းပြီးတော့လူတန်းပေးကြတာဖြစ်ပြီးသုံးလလုံးစေပြေပြေစားတော့နေတိုင်းနဲ့အောင်ဆောက်ရက်ပေးနေပါရီညလင်းကြောင့်အနေနဲ့လာလာကစူဆောင်းလာခဲ့တဲ့အိမ်လေးတွေကပြိုကျက်ခဲ့ရပြီးတော့အခြေခံလူတန်းစားတွေပေါ်အေးသေးတလို့ပြဲဆောက်ဖို့ဆိုတော့လုံးဝကုန်မလွယ်ကူသေးပါဘူးနေစရာမရှိသလိုအခြားမိသားစုဝေးတွေဆိုရင်တော့လူပါဆုံးရှုံးလိုက်ရပါရီကွေးနေထူနိုင်ကအလို့ရှင်တွေရဲ့ငွေကိုလဟတ်သက်ပဲဖြစ်အောင်ယာယီတဲလေးတွေဆောက်လုပ်ပေးထားပြီးတော့ရင်လင်းပေးသည့်မိသားစုတွေကိုစည်ရင်ကောက်ပါရီစည်ရင်တိုင်တဲလေးတွေကိုထားပေးပြီးတော့တဲရဲ့အရှေ့မှာအိမ်အောင်စီးရဲ့ မည်နဲ့မိသားစုဝင်ရှေ့အတွက်ကိုဖော်ပြထားပါရီလူ250စာနေစဉ်စားတောက်နိုင်အောင်နေရာတွေလည်းဆောက်လုပ်ထားတဲ့ပြင်အင်းသားရင်ရေချိုးကန်းတွေကိုလည်းကြားမှာခွဲထားပါသေးတယ်ဒီတဲတဲမှာလာရောက်နေထိုင်သူတွေကနေဘက်မှာသူတို့ရဲ့အိမ်တွေကိုတန်ရှေးသွားလာနိုင်ပြီးတော့အလုပ်တွေလည်းပြန်လုပ်ရမှာပါကွင်းနေကျူနိုင်က၃လဆင်ပြောင်စားဖို့တောက်ဖို့ကစားစီစဲပေးထားပြီးတော့စီကန်းတွေလည်းလိုက်နိုင်ရမှာဖြစ်ပါရီ။ခေါင်းနဲ့ဝက်စားတွေကစားလူတန်းပေးထားတာကြောင့်လူပဲလာပြီးတော့နေထိုင်ရုံဖြစ်ပါရီ လူအများနေနေထိုင်ရမှာဖြစ်လို့စီကန်းချက်တွေကလည်းများပြီးတော့ဒီစီကန်းတွေကိုကုနေထူနိုင်ကတေချာရှင်းပြထားပါရီစီမင်းကိုဖောက်ပြက်ရင်တော့ထွက်ရမှာဖြစ်ပြီးတော့စီကန်းလိုက်နာမှုကလေးကုညီမှုအတွေ့မိတ္တရက်ခံထားပါရီနိုင်ငံသားကလူလိုက်တဲ့လူငွေတွေကိုကုံအောင်ဝေလိုက်တဲ့ပုံစံမဟုတ်ဘဲမိသားစုဝင်90စာအတွဲ3လတာဝန်ယူပေးလိုက်တာပါနေဖို့နေစားဖို့မပူရတဲ့အတွဲမိသားစုတွေကအလုပ်လေးပြန်လုပ်နိုင်မှာဖြစ်ပြီးစိတ်တယ်လည်းမကြတော့ပါဘူးမြန်မာနိုင်ငံမှာငယ်လေးပေးတင်ပြည်သူတွေကိုလူတန်းနေသူတွေအားလုံးထဲမှာကုညီထူနိုင်ကတော့စနေကြဆုံးဖြစ်ပါရီအလုပ်ငယ်တွေလည်းအလေးလွင်နေပြီးတော့ တကယ်လည်းထိရောက်တဲ့ကုညီမှုမျိုးဖြစ်ပါတယ်။ကုနေထူနိုင်ရဲ့စိတ်ဆက်တာကဘလောက်ကြီးမားပြီးတော့ဘလောက်ကြိုးစားပေးထားလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမြင်သွားသွားစေပါတယ်။ကုနေထူနိုင်ကဘေးရာကိုမစိုးစနစ်တကျလှုပ်ဆောင်တဲ့သူဖြစ်ပြီးတော့ဉာဏ်ပညာနဲ့ရှင်တဲ့အလှူတွေကိုလုပ်တဲ့သူပါ။နေ့စဉ်နေ့တိုင်းမှာလည်းအပင်တွေကိုစိုက်လာခဲ့တာအပင်ရင်တသိန်းရှိသွားပြီဖြစ်တယ်လို့တဘာဝဘေးမှာလည်းစနစ်တကျတဲ့ဥစားမှုနဲ့လှူဒန်းလိုက်တာပါ။ငလင်ဘေးတင်ပြည်သူတွေအတွက်ဒီလိုကုညီလို့ရှားနိုင်ကြောင်းကိုဘယ်သူကမှမစင်စားမိကြပါဘူး။ ကွေးနေတူနိုင်ကစကားထဲမှာတင်လူသားတွေကိုကဲတင်နေတာမဟုတ်ဘဲအပြစ်မလေးအမှန်ကဲကိုမှကဲတင်နေတာပါ။ကွေးနေတူနိုင်ကိုတော်မင်းသားလို့ပြောကြပေမဲ့လေသူ့ရဲ့တွေးခေါ်နဲ့ဥဆောင်နိုင်မှုကတော့အတူယူလေးစားစရာဖြစ်နေပါရင်ညံကောင်းတဲ့ကွေးကိုအားပေးကြတဲ့ပရိသတ်တွေကတော့ဘယ်တော့မှနောင်တရှာတော့မှမဟုတ်ဘဲစနေကြလုံးလုံးချီးကျူးနေကြပါရင်ငလင်ပေးတဲ့ပြည်သူအယောက်250ကျော်ကို3လတာဝန်ယူပြီးတော့ယာယီတဲလေးတွေတိစောက်ပေးထားတဲ့ကွေးနေတူနိုင်ရဲ့အလူကိုပရိသတ်ကြီးရောသဘောကျရဲ့လားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။